ကစီရွှေ channel လေးကပြန်လဲကြိုးစားပါဗျာနော်နေပါလေပြောချင်လဲဆိုတော့တရုတ်ဂျပန်ပေါ့နော်ဂျပန်ဝင်ကြီးချုပ်ပေါ်တက်ကပြောလိုက်တဲ့ဟာကအခုကတရုတ်ကိုတတ်တောက်မှန်ရတယ်ပြုရတယ်နော်ဟိုကလည်းတရုတ်ကလည်းသိရမလားခင်ဗျာဒီအခုချိန်ဟာခင်ဗျာအမေရိကန်လိုနိုင်ငံယူတော်မှကျွန်တော်ပြောရချင်းလေးအန်တုနေတဲ့နိုင်ငံလေးဗျာနော်ဘာညာပြောနေလေခင်ဗျာတကယ်တမ်းခင်ဗျာကြည့်တော့လာမှုဗျာတောင်းတောင်းတော့စောက်မှုမဆိုင်တော့တဲ့ရောအမေရိကန်လိုမျိုးတော်မှ လုံးဝရှင်ဖိုက်ပြီးတော့ခင်ဗျားဟိုမင်းမင်းအခွန်တိုးကငါလည်းတိုးကတော့ပြုတ်တယ်အပြိုင်ဆိုင်ပြိုင်ဆိုင်ဘလောက်အင်အားတိုးလိုက်ရုံလို့မြင်ကျွန်တော်နိုင်ငံနေလဲရှင်လုံးမြောက်ကျွန်တော်သိတယ်ဒါပေမဲ့ကျွန်တော်တို့ကသူတို့အချိုးစည်းဘွားကျွန်တော်တို့တည်းမှာရှိတယ်အကြောင်းလို့ကျွန်တော်တို့ကပြောတာပဲရှိတယ်ခင်ဗျားသူလည်းသူ့အချိုးစည်းဘွားအတွက်ကျွန်တော်နိုင်ငံအောင်တုံးချမှာအေးကျွန်တော်တို့ကလည်းအဲ့ဒီပုံမှာကျွန်တော်နိုင်ငံအခွင့်အရေးအတွက်အုံချဒါပဲရှိတယ်ခင်ဗျားအခုဂျပန်ကဘာပေါ်တကဲပြောလိုက်တော့ခင်ဗျားအမအခုကျတော့တော်တောက်မှန်ရပြီလေခင်ဗျားတွားပြီးတော့တွေးရပြီတင်းမမူရရောကြောင်ဟိုက तू ခီးသွားတွေဘာကြီးအားဆိုမသွားဘူးမပြူဘူးဘာညာကူကသူတို့ရံမရဘူးလေခင်ဗျာသူတို့တရုတ်နိုင်ငံမှာခင်ဗျားတို့သိရတဲ့ဟာဟမ်မလုံးနဲ့လေးပျောက်သွားမယ်လေခင်ဗျားလေဟမ်အာနာရောမှာဘာဖြစ်တော့20 30တည်ယူပစ်တာလေခင်ဗျားတို့ဟုတ်တယ်မလားအကြောတော့ဒီမှာတစ်ချက်နားထောင်ကြည့်လိုက်မယ်နော်ဂျာမုံနော်ဂျာမုံခင်ဗျာပြင်ဆက်တာဂျာမုံခင်ဗျာတရုတ်နဲ့နှစ်ဖက်ဆက်ဆံရေးတင်းမာနေမှုတွေကိုဖြေလျှော့ဖို့ရည်ရွယ်ပြီး ဂျပန်ဟာတန်တမာရေးဆိုင်ရာအထူးကိုယ်စားလှယ်တဦးကိုဗေကျင်းမြို့စီဆေးလုခဲ့ပါတယ်။ဂျပန်ဝန်ကြီးချုပ်တဲ့ဆန်နာအဲတာကာအီချီကလာဆန်းပိုင်မှာလွှတ်တော်ရဲပြောခဲ့တဲ့စကားတစ်ခွန်းကြောင့်အရှိအာရှအင်အားကြီးနှစ်နိုင်ငံကြားဆက်ဆံရေးအေးခဲမှုတွေအစပြုလာခဲ့တာဖြစ်ပါတယ်။အတိုက်အခံအမတ်တဦးကတကယ်လို့တရုတ်ကသာထိုင်ဝမ်ကိုတိုက်ခိုက်ရင်ဂျပန်အစိုးရအနေနဲ့မလုပ်မလဲလို့မေးတဲ့အခါတာကာအီချီကထိုင်ဝမ်ကိုကူဖို့ဂျပန်ရဲ့ပြည်ဆောင်တပ်တွေကိုဖျံကျက်စေမယ်ဆိုတဲ့အထိပ္ပယ်မျိုးတုံ့ပြန်ဖြေကြားခဲ့ပါတယ်။ ဒီအတွက်တရုတ်ကအကြီးအကျယ်ဒေါသထွက်စရာဖြစ်စေခဲ့တာပါ။ဒါကြောင့်ဂျပန်တန်အမတ်ကြီးကိုပါဆင့်ခေါ်ပြီးကန့်ကွက်ခဲ့ပါတယ်။တစ်ဖက်မှာလည်းတရုတ်ကောင်စစ်ဝန်တအူးကတာကာအီချီရဲ့စကားကိုလူမှုကွန်ရက်ပေါ်မှာဝေဖန်တဲ့အခါထဲသုံးခဲ့တဲ့စကားပုံတစ်ခုကဂျပန်ဝန်ကြီးချုပ်ကိုခေါင်းဖြတ်တင်တယ်ဆိုတဲ့သဘောမျိုးပါအတိတ်ပဲနှစ်ခွထွက်ခဲ့လို့ပြဿနာတွေပိုလျှောက်ကုန်ပါတယ်။အဲ့ဒီနောက်တရုတ်ကနိုင်ငံသားတွေအနေနဲ့ဂျပန်ကိုလေပတ်တာမျိုးမလုပ်တဲ့ကြောင်းတိုက်တွန်းခဲ့တယ်လို့ တရုတ်မှာယုံတင်မဲ့ဂျပန်ရုပ်ရှင်တွေကိုလည်းဆိုင်းငံ့ထားဖို့အမိန့်ပေးခဲ့ပါတယ်။ဒီအခြေအနေကဂျပန်ရဲ့ကဘာလှည့်ခရီးသွားလုပ်ငန်းအပေါ်တိတိတသာထိခိုက်စေပြီးဂျပန်စီးပွားရေးလုပ်ငန်းတွေရဲ့ဈေးကွက်ရှယ်ယာတန်ဖိုးတွေလည်းအကြပတ်ဥတီသွားစေခဲ့ပါတယ်။တာကာအီချီကတော့သူ့ရဲ့စကားဟာတရုတ်ကိုရန်ဆဖို့မရည်ရွယ်ခဲ့ပဲဂျပန်ရဲ့ရှိရင်စွဲရည်တည်မှုမူဝါဒတွေကိုပဲတိတိကျကျမှတ်ချက်ပေးခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။တရုတ်ကတော့ထိုင်ဝမ်အရေးမှာဂျပန်ကသာတကယ်ပဲစစ်ရေးအရာဝင်းဆွတ်ဖက်ရင် မရှုမလရှုံးနိမ့်မှုမျိုးကြုံသွားစေရမယ်လို့တောင်းချိန်ချောက်ထားတာပါတင်းမာမှုတွေကဇက်တိုက်ပိုတိုးလာနေတဲ့နောက်ဂျပန်ဟာနိုဝင်ဘာ18ရက်နေ့မှာတော့နိုင်ငံသားရေးဝန်ကြီးဌာနရဲ့အာရှသမုဒ္ဒရာပိုင်းဆောင်ရေးရအကြီးအကဲမာဆာကီကာနိုင်ကိုဘေကျင်းစီဆေးလွတ်ခဲ့ပါတယ်သူကတရုတ်နိုင်ငံသားရေးဝန်ကြီးဌာနရဲ့နိုင်ငံတကာစီးပွားရေးဌာနကွဲဒုညွှန်ကြားရေးမှူးချုပ်လူကျင်ဆောင်အပါအဝင်တရုတ်အရာရှိတချို့နဲ့ဆွေးနွေးမှုတွေလုပ်သွားမယ်လို့ဂျိုဒိုသတင်းဌာနကဖော်ပြခဲ့တာပါ မာဆာကီကာနန်ရဲ့မစ်ရှင်ကဂျပန်ရဲ့လုံခြုံရေးမူဝါဒဟာရုတ်တရက်အပြောင်းလဲဖြစ်သွားတာမျိုးမဟုတ်ကြောင်းရှင်းပြဖို့လက်ရှိပြဿနာတွေပိုဆိုးမလာအောင်ထိန်းထိန်းသိမ်းသိမ်းကင်တွယ်ရေးတရုတ်ကိုညှိနှိုင်းတောင်းဆိုဖို့ဖြစ်နိုင်ပါတယ်။ကာနန်ဟာတရုတ်အနေနဲ့တင့်တော်မှန်ကန်တဲ့အဆင့်တွေကိုလှုပ်ဆောင်ဖို့တိုက်တွန်းတောင်းဆိုခဲ့တယ်လို့လည်းအစိုးရအတွေ့အမှုချုပ်ရုံးကြီးညာချက်မှာပါရှိပါတယ်ရှင်။ကဲ။အမြင်သာတဲ့ရပါပဲ။ပပန်လေးတဲ့လုံးလုံးမရဘူး။ ချိုးသီးဝါးရေသွားနေရလေအချိုးသီးဝါးရေသွားနေလိမ့်မယ်ဘယ်သူကဘလောက်နေရှက်ထားရေဘယ်သူကဘလောက်နေရှက်ထားရေဘယ်သူကဘလောက်ပိုင်ဆိုင်နေရုံးဆိုခင်ဗျားအတိဆုံးနော်ခင်ဗျားတို့နွားရှိရကွက်တိုင်းမှာနေလို့မရဘူးနော်ကြတော့ဟောဘုံဒီကုံဒီဘုံဒီကုံဒီနဲ့ဟမ် ောက်ပန်း40ပောက်ကြ40ပောက်40ပြောနေရတယ်ခင်ဗျားတို့ဘာမှမရဘူးခင်ဗျာအဲ့တော့မြင်သာတဲ့အရာမြင်သာတဲ့အရာပဲလေနော်အင်အားကြီးတဲ့အင်အားကြီးတဲ့အင်အားကြီးရဲ့သွားမြောက်မြင်လာတဲ့အတိုင်းပဲခီးသွားဖို့ပိတ်ပင်လိုက်ပြီဆိုတဲ့အဲ့မှာခီးသွားလာဖို့ကယင်းဒီမြုံနှံမှုတွေဘာညာကူးကဒါခီးသွားတာနေမဟုတ်တော့ယင်းဒီမြုံနှံမှုတွေလည်းရှိတာပဲခင်ဗျာ တရုတ်နဲ့လွတ်တဲ့နေရာမရှိဘူးမြန်မာမလေးရှားဆိုလို့ချင်းမြန်မာသီးဝါလုပ်ငန်းချင်းအကုန်လုံးတရုတ်တွေကြီးပဲမြန်မာစင်ကူလဲတော့ကြည့်မလားအခုမြန်မာနိုင်ငံမှာလည်းအများကြီးဖြစ်နေပြီခင်ဗျာကြောက်တချို့ရချို့ရမှာမြင်သာဖို့လိုတယ်ခင်ဗျာကြတော့သွားပြီးတော့ခါရတာပဲခင်ဗျာဟိုမှာထိုင်းပြင်းတော့တော့တွေ့ရတယ်ပြုတယ်ပြောတာပဲကြတော့ချို့ရချို့ရမြင်သာဖို့လိုတယ်ဖြစ်ပြက်နေရဲ့အရာမှာမြင်သာဖို့လိုတယ်ခင်ဗျာမမြင်သာရင်မဖြစ်ဘူး ခံရမှာပေါ့နော်မမြင်သာရင်ခံရမှာဒါပဲရှင်းချင်းလေးပဲနော်မမြင်သာရင်ခံရမယ်နော်ကြတော့ကြီးကြကြီးကြကြီးဘာကြီးပေါက်တော့ကြပေါက်တော့ကြပြောလို့မရတော့ဘူးဟာကြီးကခမရစီးပွားရေးလက်နက်ခမရဟမ် လက်နက်ကောင်းတဲ့အင်အားတိုင်းစီရင်အင်အားတိုင်းလည်းခင်ဗျာကြောက်ရတာပဲခင်ဗျာစီဝါရေးအင်အားကောင်းလည်းကြောက်ရတာပဲစီဝါရေးအင်အားခင်ဗျာဒီလိုကြီးပြိုင်သွားနေကြတာခင်ဗျာအကုန်လုံးကပြိုင်သွားနေကြတာခင်ဗျာကြတော့